စကိုင်းနိုင်ရမျိုးတော်မုံရွာမျိုးမှာမေလာရှိရဲ့ဒီကနေ့မနေ့9နိုင်ခွဲလောက်ကအသက်10နှစ်ဝန်းကျင်ကလေးငယ်တို့အုပ်ကိုလက်နက်ကင်လူတစုကပြန်ပေးဆွဲဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သတင်းရရှိပါရယ်။မုံရွာမျိုးအောင်ချမ်းသာရက်ွက်မြောက်ရီလမ်းမှာတာမီနှစ်ယောက်ဆိုင်ငယ်စီသွားလာနေတဲ့အချိန်ကလေးငယ်ကိုတနက်ထောက်ပြီးဖမ်းခေါ်သွားတာပါ။ဇောအစုရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမကတရှိသလိုမြို့ပေါ်နေရာနဲ့ဇောအစုလက်နက်ကင်တွေကြီးစိုးတောင်းညံနေတဲ့ မုံရွာမြို့မှာလူသက်မှုလူရက်မှု ပြန်ပေးဆွဲမှုဓမြမှုတွေမကြာခဏဖြစ်ပွားနေပြီးလားစင်ပြန်ပေးဆွဲမှုနဲ့ဓမြမှုက၅ကြိမ်တမနဲ့ဖြစ်ပွားနေရလို့မြို့ကန်တွေက MP ကိုပြောပါရယ်ယခုဖြစ်စဉ်ဟာမေလအတွင်း၃ကြိမ်မြောက်ပြန်ပေးဆွဲဓမြတိုက်ခံရမှုဖြစ်ပါရယ်မုံရွာမြို့ပေါ်ဓမြတိုက်ပြန်ပေးဆွဲနေသူတွေတဲ့စေအုပ်စုကထောင်းကလှုပ်ပေးပြီး လက်နက်ထုတ်ပေးထားတဲ့ထောင်ထွက်တွေပြူစောတိတွေပါဝင်နိုင်သလိုတော်လိုင်းအဖွဲအမိခံကဓမြတိုက်စားနေတဲ့အဖွဲလေးလည်းရှိနိုင်တယ်လို့မြို့ခံတချို့ကသုံးသပ်ပါတယ်။